င်္ဂလာပါရှင်မန္တလေးကသစ်ချန်နယ်နောက်ဆက်သတင်းကိုတင်ဆက်ပေးပါမယ်။မော်မရွေးကောက်ဝန်ဒီလာပေးမယ်စစ်မှုထမ်းပေးဖို့အုပ်ချုပ်ရမှုတွေဇတိုက်ဖျားပေးကန်တဲ့အမော်ပြည်နယ်မှာအနာသိစစ်ကော်မရှင်ကသူတို့ပြုလုပ်မဲ့အတွက်တွေရွေးကောက်ဝန်ဒီလာပေးမယ်စစ်မှုထမ်းတပ်သားတွေစုဆောင်ပေးဖို့ဇတိုက်ဖျားပေးနေလို့အမျိုးဖော်လွှဲအုပ်ချုပ်ရမှုတွေကပြောတယ်။ ဆက်ကောင်ရှင်ကနိုင်ငံနဲ့ဖြစ်ပေါ်နေတဲ့တိုက်ပွဲတွေအတွက်တပ်သားရင်အများပြားလိုအပ်နေတယ်လို့သူတို့လုံးမဲ့ရွေးကောက်ပွဲအတွက်လည်းလောင်ကျွင်းအင်အားတွေလိုအပ်နေရကြောင်းစစ်မှုထမ်းလူသေးရရှိအောင်ဖိအားပေးနေတယ်။အရင်ကစစ်မှုထမ်းတင်တဲ့အတွက်ငွေကြေးလိုအပ်သူတွေကိုငွေကြေးပေးဆောင်ကလူစားထုံးကခေါ်ယူလို့ရခဲ့ပေမဲ့နောက်ပိုင်းမှာစစ်မှုထမ်းတင်တဲ့စင်နာနဲ့ရှေ့တန်းစစ်မြေပြင်ကိုတန်ပေါ်လာထိခိုက်တဲ့ဇုံဝေးလည်းများပြားနေရကြောင်းလူစားထုံးကခေါ်ယူခံခဲ့ပြင်နေတယ်။ အမီမဖော်လို့အစွေဘုတော်ကရေကောက်ဝင်နေလာပေမဲ့စစ်မှုရဲတင်တဲ့အတွက်လူသေးစုဆောင်ပေးဖို့ဖိအားပေးရှာခိုင်းနေပြီးချင်းချောက်ချက်ကင်နိုင်ရှိနေလို့ပြောပါတယ်။ဒါအပြင်စစ်ကောင်ရှင်ကလူသေးရှာပေးဖို့ဖိအားပေးလာကြောင်းတချို့ရဲကျဲအုပ်ချုပ်ရေးမှုတွေကစစ်မှုရဲတင်တဲ့အတွက်ဒေသတင်ကလူငယ်တွေကိုအတင်းတမဖန်ဆင်းစုဆောင်တာဆင်ခေါ်စာပေးဖို့ရာပြင်မဲနိုင်ခိုင်းနာတွေကစာလုံဆောင်နေရလို့ဆက်ပြောတယ်။ဒေသခံတအုပ်ကလည်းစစ်မှုတန်းအတွက်အုပ်ချုပ်ရေးမှုတွေကကဲဒီမှာကစာပစံပေးပြီးစီယုံနေတယ်လို့အတင်းတမတက်သားစုဆောင်တဲ့အတွက်လည်းလူငယ်တွေထွက်ပြေးရရှိလာတယ်လို့ပြောတယ်။ ဒီဘက်ချမ်းမှာတော့ကဲဒီမားတွေကိုပတ်စံပေးပြီးစီယုံပြီးအောင်လုံခြုံရေးပဲလိုက်ရမယ်လို့ဘာလို့အဲ့လိုမျိုးရှိတယ်။သူတို့ကလူသစ်ရှာရဲဆိုတာကပြောမယ်ဆိုရင်မနိုင်ငံမှာရှိတဲ့လူငယ်တွေရဲ့ဘဝကိုသူတို့ဖျက်ဆီးရတဲ့ရိုက်ချိုးနေရတဲ့အတူတူပါပဲ။နေရာမှာတက်တာစုံဆောင်တဲ့အတွက်တချို့လူငယ်ဆွေနိုင်ငံကြားထွက်တာများတယ်တချို့လူငယ်ကြားစီးရင်ပါတယ်အဲ့စီးမပါပြီးဆိုရင်ထွက်ပြေးကြတယ်ဒေသတွင်မှာစစ်ကောင်ရှင်လောက်ခံနေဟာလူငယ်တွေကိုညဘက်ချိန်တွေမှာဖမ်းဆီးရဆိုင်ကမျိုးသားနှစ်ယောက်မစီရနေရာမှာနှစ်ယောက်စီးပါကဖမ်းဆီးတာပြင်အလုသွားလုပ်ပြန်ကားအစား ဖန်စီပြီးအောင်စစ်မှုရတပ်သားတွေစုဆောင်နေတာခုလိုစစ်ကောင်ရှင်ကအကြောင်းမျိုးမျိုးပြကလူငယ်တွေကိုဖန်စီပြီးတပ်သားတွေစုဆောင်မှုများလာတာကြောင့်လူငယ်များစုအိမ်ကြီးကျနိုင်ငံတွေကိုထောက်ခံမှုမြင့်တက်နေပြီးတချို့တရားမဝင်လမ်းကြောင်းတွေကတဆင့်တောင်းရောက်တဲ့အတွက်မကြာခဏဆိုသလိုဖန်စီခံမှုတွေရှိပါတယ်။တရင်တိုင်းကပြုစုထားတဲ့အချက်လက်တွေကမွန်ပြည်နယ်မှာစစ်ကောင်ရှင်ပြည်သူစစ်မှုရတင်တဲ့ပတ်စင်တက်ကနေပတ်စင်ဆက်ရှင်ထိဒေသတွေကစစ်မှုရအကြောင်းဝင်တဲ့လူငယ်တောင်းတော့တောင်းရတဲ့မင်းနဲ့စစ်သားစုဆောင်ခံရပါတယ်။ ဆက်လက်ပြီးပေါင်းတဲ့မြန်မျိုးနယ်တို့မှာစစ်တပ်ကကြေးရည်ကိုလင်းနဲ့ပုံစံနေပြီးပြည်သူတွေနေအများမှာမနေရတော့ဘဲထွက်ပြေးနေရ။မကွေးတိုင်းပေါင်းမြနယ်တွင်ဂျက်ဘက်စစ်တပ်ကတိုက်ပွဲဖြစ်ပွားခြင်းမရှိကြေးရည်နယ်မြေတွေကိုလင်းရင်နဲ့ပုံစံတိုက်ခိုင်းနေပြည်သူတွေထွက်ပြေးတိမ်းရှောင်နေရကြောင်းပေါင်းမြနယ်ကာကွယ်ရေးဖွဲ့ကိုလိုက်အောင်ကပြောတယ်။နိုဝင်ဘာ၁၂ရက်နေ့မနက်7:25မိနစ်ခန့်မှာတရောင်းလေတက်ကတက်လာ Jet Fighter တစ်စီးကပေါင်းမြုံနယ်အောင်မြောက်ချမ်းရှိစေကြည်တောင်တဝိုက်ကိုတိုက်ပွဲဖြစ်ပွားခြင်းရှိပဲပုံစံတိုက်ခိုက်တယ်။ Jet Fighter စစ်တပ်လေကြောင်းတိုက်ခိုက်မှုပြည်သူတွေထိခိုက်မှုမရှိတော့လဲ။လေကြောင်းတိုက်ခိုက်မှုတွေထပ်မံပြုလုပ်လာမည်ကိုစိုးရိမ်နေကြောင်း ေးလွှာကိုတပြေးတင်းချောင်းနေရတယ်။အလားတူမကွေးတိုင်းမြန်မြွနဲ့ဝက်ပုတ်ရနီကိုလည်းဂျပန်စစ်တပ်ကစစ်တပ်လေဒီနဲ့ပုံကျဲတိုက်ခိုက်သွားကြောင်းဒေသပြည်သူတွေကပြောတယ်။နိုဝင်ဘာ10ရက်မော်လ7နိုင်56မိနစ်ခန့်မှာပခုတ်ကိုတမတရားတကတက်လာတဲ့ဆက်တက်လေးလေးနဲ့စီကမြန်မျိုးနဲ့ဝက်ပုတ်ရွာနီကို၄ချိန်ပုံကျဲတိုက်ခိုက်သွားကြောင်းဂျပန်စစ်တပ်ပုံကျဲတိုက်ခိုက်မှုတွင်ပြည်သူတွေထိခိုက်ဒဏ်ရာရှိမှုမရှိကြောင်းသိရတယ်။နိုင်ဘက်ကစစ်ကွဲစစ်ကြောင်းရှော်လန်းရှင်ပြတဲ့ပုံစံမျိုးနဲ့၄ချောင်းတိုက်ခိုက်သွားတာပြည်သူတွေထိခိုက်ဒဏ်ရာရတာမရှိဘူး။နိုင်ပြည်စီရမျိုးကိုကျွန်တော်ဆက်လက်ဆောင်ဆန်းနေပါ။ လန်ဒန်စစ်တပ်ကပေါင်းမြုံနယ်နယ်မြိုင်မြို့နယ်အတွင်းစစ်ကြောင်းများစွာနဲ့စစ်တပ်ကစစ်ကြောင်းထိုးလာနေကြောင်းဆိုပါစစ်ကြောင်းတွေမှာပြည်စွာတိစစ်မှုရဲတပ်သားတွေနဲ့အင်အားရချီပောင်းလာကြောင်းဒေသပြည်သူတွေထံကနေသိရတယ်။ ဆလဘီကလေးမြို့နယ်ပထမကြိမ်ဒုတိယတိုက်ပွဲညီလာခံကစစ်တပ်အတွေ့အကြုံရေးကောက်ပွဲကိုကျင်းပစန့်ကျင်တိုက်ဖြတ်ရေးစုပေါင်းသဘောတူညီစကိုင်းနိုင်ကလေးမြို့နယ်တွင်ပထမကြိမ်ဒုတိယတိုက်ပွဲညီလာခံကိုအော်တိုဝါလာတွင်ကပြုလုပ်ခဲ့ညီလာခံတယောက်လာကြသူတွေကဂျပန်စစ်ကောင်ရှင်ပြုလုပ်မဲ့အတွေ့အကြုံရေးကောက်ပွဲကိုအကျင်းပစန့်ကျင်တိုက်ဖြတ်သွားတဲ့သဘောထားညီညွတ်စွာချမှတ်ခဲ့ကြောင်းကလေးမြို့လူလူတိုက်ပွဲဥဆောင်ကော်မတီတာဝန်ရှိသူကပြောတယ်။ပထမကြိမ်ဒုတိယတိုက်ပွဲညီလာခံမှာစစ်ကောင်ရှင်အတွေ့အကြုံရေးကောက်ပွဲကိုပြည်သူတရက်လုံးနဲ့အတူအကျင်းပစန့်ကျင်တိုက်ဖြတ်သွားတဲ့ပါဝင်ကလေးမြို့ချင်းပြုတော်လိုင်းဖွဲ့စည်းနေတဲ့ပြည်သူတိုင်းယုံကြည်အားကိုးခြင်းနဲ့ပြည်သူ့အသာကောင်ပြည်သားစွာပြုမှုနေထိုင် င်သက်ဆိုင်တောင်ဝင်ရှိသူတွေကကြည်ကြပေးကြတဲ့တိုက်တွန်းခဲ့တယ်။အစောပိုင်းလခံကိုကလေးမျိုးလျှောက်နယ်မြေမှာကလေးဒေသအတွင်းရှိရရတီတီမှာဒေသခံကိုစလိုက်စုစုပေါင်း120ဦးတင်ရောက်ခဲ့ကြတယ်။စစ်တပ်အတွက်ရုပ်ကပွဲနဲ့ပတ်သက်ပြီးဂျပန်စစ်အုပ်စုကအဖြစ်သွေးပေါ်ခေဆက်ဆက်ကျွလွန်ခဲ့ဆရာဆွေမှုတွေကိုဖုံးကွယ်ပြီးနိုင်ငံတကာတရားဝင်မှုရရှိရေးအတွက်အတွက်ရုပ်ကပွဲကိုကျင်းပနိုင်ရန်ဂျပန်ဖို့ကနိုင်ငံရေးထောင်ချောက်တာဖြစ်ကြောင်းကလေးမျိုးလူလူတိုက်ပွဲဥဆောင်ကော်မတီကထုတ်ပြန်နေ ကလေးမြလူလူတိုက်ပွဲဥဆောင်ကော်မတီအနေနဲ့တိုင်းဒေသဖွဲ့စည်းပြည်ရင်းပြပါတော်လည်းအင်အားစုနဲ့နိုင်ငံတကာဖွဲ့စည်းလူသားချင်းစာနာထောက်ထားမှုကူညီပေးနိုင်တဲ့ဖွဲ့စည်းစေတနာရှင်တွေဘရိုက်တာဖွဲ့တွေနဲ့အကောင်းဆုံးချိန်ဆက်ပြီးလက်တွေ့ကြကြပူးပေါင်းနိုင်ရေးကြိုးပမ်းသောအဖြစ်ကြောင့်ကလေးမြလူလူတိုက်ပွဲဥဆောင်ကော်မတီတာဝန်ရှိသူကပြောရင်ဆက်လက်ပြီးဝလမြနယ်တွင်စစ်ကြောင်းထုံးနေတဲ့စစ်တပ်ကကြေးရစနေအောင်မိရှုဖြတ်စင်မှုနဲ့ရာနဲ့ချိန်မီလောက်ပြားကြရွာပေါင်း20ကျော်မှပြည်သူ1000ကျော်ပြည်သူထွက်ပြေးနေရစကိုင်းနယ်ဝလမြနယ်တွင်စစ်ကြောင်းထုံးနေတဲ့ဂျပန်စစ်တပ်ကကြေးရစနေအောင်ရွာပေါင်း20ကျော်မှပြည်သူ1000ကျော် ဘေးလွတ်အောင်ထပြင်းတိမ်ရှောင်နေရကြောင်းဝါလက်မြက်နယ်လူတပတ်တိုက်ပွဲဥဆောင်ကော်မတီထုတ်ပြန်ကြတဲ့ဒေသပြည်တွေကပြောတယ်။အော်တိုဝါ7နေ့ကစတင်ပြီးလက်ရှိချိန်ဒီဝါလက်မြက်နယ်တွင်ဂျပန်စစ်တပ်ကစစ်ကြောင်း၃ကြောင်းထပ်မင်းကြီးရီကိုဝင်ရောက်စီးနင်းမိရှုနေခြင်းဖြစ်တယ်။အစောပိုင်းဂျပန်စစ်တပ်စစ်ကြောင်းနဲ့မိရွတ်ပြည်စီမှုကြောင့်လက်ရှိချိန်မှာဝက်လက်မြွနယ်အတွင်းရတော်ကုံရဓမ္မကုံရထုံပို့ရမူကြီးရတရားဥရလှတော်ရရွှေကျင်ရခေါ်တာရစိုင်းနိုင်လေးရလိန်ပင်ရမြင်တော်ရနဲ့ဝူတီကုံရမှာရာနဲ့ချီတော်ပြည်သူတွေ နေနေမီလောက်ပြကြခဲ့ကြောင်းသိရတယ်။လက်ရှိချိန်မှာဝက်လက်မြင့်နဲ့တွင်ရှင်ရွာသားကြီးထုံပုံတရာအောင်တမကုံရွာတော်ကုံဥတည်ကုံအုပ်ဖို့ကုံလက်ကြီးကုံကရုရီအပါဝင်နီးနာရှိကြိုင်မှာပြည်သူ2000ကျော်ပေးလျောက်တပြည့်တင်းရှောင်နေရတယ်။ထို့ပြင်ဂျပန်စစ်တပ်ကအောက်တိုဘာ17ရက်နေ့ကနေနိုဝင်ဘာ1ရက်နေ့ဂျိုင်ကော့ပတာစစ်တပ်လေဒီနဲ့ဂျက်ဖိုက်တိုင်းနဲ့အချိန်160ကျော်ပုံကျတိုက်ခိုက်မှုတွေလည်းပြုလုပ်ထားကြောင်းဝက်လက်မြင့်နဲ့လူလူတပိတ်တိုက်ပွဲဥဆောင်ကုံတီကထုတ်ပြန်နေ။ဆက်လက်ပြီးမြန်မြွနဲ့စစ်တပ်စစ်ကြောင်းပြည်သူလေးဦးတက်ဖြန့် မကွေးတိုင်းနယ်မြို့နယ်ကိုစစ်တပ်စစ်ကြောင်းထုံးရဲစေစုကဒေသခံမျိုးသမီးနှောင်းနဲ့အမျိုးသားနှုတ်ကိုတပ်ဖြတ်သွားလို့သိရတယ်။မြန်မြို့နယ်တောင်ပိုင်းတဲခံပြည်သားရိယာကနေ950ခန်းမှာစစ်ကြောင်းအမှန်နဲ့စက်မှုဆောင်ဘက်ကိုစစ်ကြောင်းထိုးလာတယ်။အဲဒီစစ်ကြောင်းဟာစက်မှုဆောင်ကနေအရင်ကတော်လိုင်းတပ်တွေတင်ယူထားတဲ့ဝက်ဘော့ပြည်သားရိယာကိုဝင်ဖို့စ조사ခဲ့ရလို့သိရတယ်။အဲဒီလမ်းကြောင်းမှာတော်လိုင်းတပ်တွေနဲ့တိုက်တိုက်ပွဲနှစ်ကြိမ်ဖြစ်ပြီးစစ်တပ်ကအလောင်းတွေတဲကောင်ဝက်ပုတ်ရတဲ့ကိုဝင်ရောက်ခဲ့တယ်။တရက်ခရရကထချင်းရတဲ့ရှေ့ရကပြည်သူတွေကိုဖမ်းဆီးခေါ်လာပြီးပဇက်နဲ့လေပင်တွေကိုလီကာဝက်ပုတ်ရတဲ့မှာတပ်ဖြတ်ခဲ့ရလို့သိရပါတယ်။ ဆက်လက်ပြီးလာရှုံနာကစက္ကန့်တွေကိုစုံခိုင်းရန်ကနေစစ်ကောင်စီနဲ့ MDA စီရင်တယ်။မှလည်းလာရှုံမြို့နယ်မှာတက်ဆွဲတဲ့ MDA တက်တွေစုပ်ပေးဖို့စစ်ရုပ်စွေအမှတ်ကဆက်စင်အထူးဖွဲ့မှုကိုယ်တိုင်လာရှုံမြို့ထိလာတောင်းဆိုပေးမယ်။ညစ်ပက်ခံရပြီးဆွေးနွေးမှုပြတ်သွားသလို MDA ကလည်းအရင်တူချထားတယ်လို့မြေပြင်သတင်းမြစ်တွေကပြောတယ်။လာရှုံမြို့ကလည်းမန္လီမြို့ဘက်ကိုဦးတည်ရပြာစုလမ်းမပေါ်မှာရှိတဲ့နောင်မွန်နဲ့တက်ရန်မရဲ့ဘန်မျိုးကိုသွားတဲ့နောက်ပေါဟိုရရွာလေးမှာ MDA ကတက်ဆွဲထားတဲ့နိုဝင်ဘာ17ရက်ကနေလာရှုံမြို့စင်နကောင်ဟိုတယ်ဆွေးနွေးပွဲမှာစစ်ကောင်စီကစုခွာခိုင်းတယ်လို့စုံစမ်းသိရတယ်။ နာမောနဲ့ပောင်ဟိုရရွာရတဆက်တဲ့ရှာဖြစ်ပြီး MND ကတစ်တန်ရနဲ့ကိုစစ်စင်နဲ့တူသက်ယူခဲနဲ့မြေပါဝင်နေ။ဒီကဲဧပြီလမှာတရုတ်ဆွဲအကြောင်းဝင်စဖတ်မှုကြောင့် MND ကလာရှုံမျိုးကိုကြည့်တချက်ပေါက်ပဲပြန်လွှဲပေးခဲ့တယ်။အခုတက်ပြီးနာမောနဲ့ပောင်ဟိုရရွာတွေကနေတဆင်ချင်းဆုပ်ပေးဖို့ဆေးဥစုကထပ်မတောင်းဆိုနေအောင်ဖြစ်တယ်။ဆေးဥစုဟာတိုင်းမျိုးသားလူမျိုးရေးတက်မတော်ထိန်ချုပ်ထားတဲ့ကြောင်မဲနဲ့ဒီဝမျိုးကိုပြီးခဲ့တဲ့အောက်တိုဘာလမှာပြန်သိမ်းပြီးပြီးနောက်ပိုင်းမန္တလေးမူဆယ်ပြောင်စုလမ်းပိုင်းလာရှုံနဲ့ဒီဝလမ်းပိုင်းပေါင်းဝင်ခြင်းက MND စကန်တွေကိုဆုတ်ခတ်ဖို့ဖျားပေးနေအောင်ဖြစ်တယ်။ ။ MND ကလာရှုမြို့နယ်က၎င်းတို့တက်ဆွဲထားတဲ့နေရာတွေကြောင်းနဲ့စစ်ကောင်စီနဲ့ဆွေးနွေးမှုတွေကြောင်းတရင်ထုံမပြန်သေးဘူး။ဒါပေမဲ့စစ်ကောင်စီနဲ့လက်ရှိရထားစီရေးရက်စဲသဘောတူညီချက်အစင်းဆိုင်ရာရလဒ်တစ်ခုသာဖြစ်ပြီးစစ်မှန်တဲ့ငြိမ်းချမ်းရေးကိုရရှိဖို့အတွက်အမြဲတမ်းရှိဖို့နဲ့ပြည်ဝကြကြနားလဲဖို့အော်တိုဘား25ရက်နေ့ကထုတ်ပြန်ခဲ့တဲ့ MND ရဲ့ percent ကေဒါရီလက်ချက်တင်တဲ့စင်မှာ MND ရဲ့စေဦးစီချုပ်ကတင်းနှင်းစင်ကိုကတဲ့ဖွင့်တွေကိုတိုက်တွန်းပြောကြားခဲ့တာဖြစ်တဲ့ MDR 2023တို့ဘလ29ရက်နေ့မှာညင်းတော်မဟာမိတ်ဖွဲ့ဖြစ်တဲ့ ANDT နဲ့လေယုန်နဲ့တူရှမ်းပြည်နယ်မြောက်ပိုင်းမှာတည်တုံညာနေကိုဆင်ဆင်စတင်ခဲ့ပြီးလာရှိုးလောင်ကိုင်းချင်းရွှေရောမုံကိုဖောင်ဆိုင်ကုံချံပန်လုံးကွမ်းလုံးတိန်နီတမုံငယ်ဖန်ဆိုင်မျိုးတွေကိုတင်ပိတ်ခဲ့ပါတယ်။တယုန်ထိုင်မျိုးတွေမှာအောက်ချွေရန်တရားဖော်ဆောင်နေစဉ်တရုတ်ဆွေရရဲ့ဖျားကြောင့်စေကောင်စီနဲ့ပြည့်ရထားသူတို့လာရှိုးမျိုးကိုလည်း2025ခုနှစ်ဧပြီလမှာစေကောင်စီတဲ့ပြန်လည်ပေးခဲ့တာ။တိန်နီမျိုးကပြန်ပေးဖို့စေကောင်စီကဖျားပေးနေတဲ့တရင်တွေထွက်ပေါ်နေပါတယ်။ နားဆင်အားပေးကြတဲ့အတွက်ထူးမြတ်ကျေးဇူးတင်ရှိပါတယ်ရှင်